တရုတ်အစိုးရရဲ့မြန်မာပြည်အရေးပတ်သက်မှုတွေဟာမားရွင့်နဲ့အကဲဖြတ်မှုတွေအပေါ်အခြေခံတယ်လို့ Granny Tollen ရင်ခေါဆောင်တယောက်ဖြစ်တဲ့ခူမိဒူက သုံးသက်ပြောဆိုလိုက်ပါတယ်။ဘာလို့အခုလိုသုံးသက်ပြောဆိုရပါသလဲ။ကိုပီတာကစူးစီးတင်ဆက်ထားပါတယ်။တရုတ်အစိုးရဟာရှမ်းမြောက်ပါဝင်မြန်မာနိုင်ငံရဲ့လက်ရှိဖြစ်စဉ်တွေကိုမားရွင့်စွာအကဲဖြတ်နေပြီးပြည်သူလူထုနဲ့တိုင်းရင်းသားလင်းနဲ့ကိုင်အဖွဲ့ရဲ့ဆန္ဒအမြင်တွေကိုလစ်လျူရှုထားတယ်လို့ ဂရင်းနီမျိုးသားများကကွေရီတက် KNDF ဥက္ကဋ္ဌခွန်မီသူကပြောဆိုလိုက်တာပါအာလက်ရှိမြန်မာနိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုတရုတ်အင်ဒီချင်းတရုတ်နိုင်ငံတို့ကပေါ့နော်ဒါအာမန်ကန်နဲ့အမြင်မရှိဘူးလို့တော့ကျွန်တော်တို့ဟိုသုံးသတာပေါ့နော်ဒီအာသဘောလူစုတွေသဘောထားပေါ့နော်နောက်ဒီအင်အားစုအသီးသီးရဲ့သဘောထားတွေကိုလိလိရှုပြီးမှပေါ့နော်အာအဆက်ဆက်အရာမြန်မာနိုင်ငံတည်ငြိမ်ဖို့အတွက်စစ်ကောင်စီရှင်းရအောင်မယ်စစ်ကောင်စီဖိနှိပ်နေတာတဲ့အားလုံးက ်တရားမျှတတယ်ဆိုတဲ့အမြင်မျိုးနဲ့ပေါ့နော်တရုတ်ကစစ်ကောင်စီကိုဘက်ကပေါ့နော်ပေးနေတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်ဆိုတာကမာယူနဲ့လုပ်ငန်းစဉ်ဖြစ်တယ်လို့ကျွန်တော်အနေနဲ့တော့မြင်တယ်ပေါ့နော်ကုမင်းဆွေးနွေးပွဲပြီးလာရှိုးမျိုးကနေကုကတာ MNDAA ပြည်လဲဆုတ်ခွာရတဲ့ကိစ္စမှာလည်းတရုတ်နိုင်ငံရဲ့ PR တွေပါဝင်နေတယ်လို့ပြောပါတယ်အလုံးသုံးသားတဲ့အလုံးပြောတယ်လို့ပဲဒါတရုတ်ရဲ့ PR ပေးမှုအကြောင်းမလို့ပေါ့နော်အခုလိုမျိုးလက်လှူလက်ရတယ်နောက်ဒီခွင့်ပြုလက်ရတဲ့ဟာမျိုးတွေပေါ့နော်ရှိနေတယ်လာရှိုကနေ MDAA တပ်တွေဆုတ်ခွာရတဲ့ပေါ့ ကူကတပ်ဖွဲ့တွေကိုအပြစ်မြင်စရာမရှိဘူးလို့ဆိုပြီးမဟာမိတ်အဖြစ်ဆက်လက်ပူပေါင်းဆောင်ရွက်သွားမယ်လို့ပြောပါတယ်ဒီကျွန်တော်တို့ဖက်ကတော့ဟိုအကင်တဲ့အနေနဲ့ပေါ့နော်ဒီကိုကန် MNDA တို့ရဲ့လောက်ရပုံမှာကျွန်တော်တို့ဟိုဘယ်လိုကောင်းလဲအပြစ်မမြင်ဘူးအနောက်ဘက်မှာမဟာမိတ်အနေနဲ့လည်းအမြင်နဲ့မြင်တယ်ပြီးတော့ဒီနိုင်ငံအတွက်ပေါ့နော်ဒါမိတ်ဖက်အာတစ်ဖွဲ့အနေနဲ့လည်းအမြင်နဲ့မြင်တယ်အမြင်နဲ့လည်းအားကိုးတယ်ပြီးတော့ဒီတနိုင်ငံလုံးရဲ့အကိစ္စတွေမှာလည်းကိုအကန်တွေဖက်ကပေါ့နော်အမြင်နဲ့ဆက်ပြီးမှပါဝင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်တယ်ပေါ့နော် MNDAA ဟာတည်တုံညာနှစ်ခုစစ်စည်ကာလဖြစ်တဲ့2024ခုနှစ်ဩဂုတ်လအတွင်းမှာစစ်ကောက်စီရဲ့အရှင်းမြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာလာရှုမြို့ကိုတင်ပိုင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအခုကာတရုတ်ရဲ့ဖိအားပေးမှုတွေကြောင့်မြို့ပေါ်ဆင်းရဲကွက်ကနေဆုတ်ခွာဖို့သဘောတူညီမှုရရှိထားတယ်လို့ကုကတ်တရေရင်းမြစ်တွေကဆိုပါတယ်။ဒါပေမဲ့လည်းမြို့အနီးပတ်ဝန်းကျင်ရှိသေးရောမှာတော့ MNDAA ကဆက်လက်တပ်ဆွဲထားမယ်လို့လည်းဆိုပါတယ်။ကုကတ်တရေလက်ရှုကနေပြန်လည်ထွက်ခွာမှုတွေရှိနေပြီး လာရှုမျိုးကိုလည်းပြန်လည်ရယူဖို့စစ်ကောက်စီကစီစဉ်နေပေမဲ့လည်း MNDAA စစ်ကောက်စီနဲ့တရုတ်အစိုးရတို့ကတရားဝင်ထုတ်ပြန်ထားတာမျိုးရှိသေးပါဘူး။လာရှုမျိုးတင်ပိုက်ရရှိကိုကတ်တန်နဲ့အတူ KNDF ကလည်းတခြားမဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့အတူဝင်ရောက်ကူညီပေးခဲ့ပါတယ်။